နိုဝင်ဘာလ25ရက်နေ့ထိုခမည်းတော်ဘုရားသခင်တပါးတည်းသာငါတို့တိုင်ရှိတော်မူ၏ထိုသခင်ယေရှု ခရစ်တပါးတည်းသာငါတို့တိုင်ရှိတော်မူ၏ကောရိန္သုဩဝါဒစာပထမစာသောအခန်းကြီး၈အခန်းငယ်၆သခင်ယေရှုကိုဘယ်လိုမြင်လဲသခင်ယေရှုဟာအဘယ်သူရဲ့သားလဲဆိုသည့်မေးခွန်းများကိုကျွန်တော်တို့အရောက်တိုင်းတစ်ချိန်မဟုတ်တစ်ချိန်ထုတ်တတ်ကြပါတယ်အကယ်၍သာသခင်ယေရှုအနေဖြင့်အခိုင်အမာဆူထားသည်နှင့်ကွဲလဲနေပါကလိင်ညာလေပြားသူသို့မဟုတ် အတ္တအခြေခံဒီစိတ်မတက်လူလာဖြစ်ပါလေ။ကျွန်တော်တို့အနေဖြင့်ထိုမေကွန်းများကိုဖြည့်ဆွရတဲ့ယုံကြည်ချက်နဲ့လှုံ့ဆော်ချက်နှစ်ခုစလုံးပါဝင်ရဖြစ်ပါလေ။ကျွန်တော်တို့အနေဖြင့်သခင်ယေရှုကိုယုံကြည်ယုံသားမှာကသခင်ယေရှုနဲ့ပတ်သက်ပြီးတစုံတရာလှုံ့ဆော်ရလိုအပ်ပေပါ။သခင်ယေရှုအနေဖြင့်မိမိသည်မြည်သူဖြစ်တဲ့နေ့ဤကောင်ပြေပြောကြွလာခြင်းချက်ကိုတိတိကျကျအတိပေးထားပြီးဖြစ်ရာကျွန်တော်တို့အနေဖြင့်သခင်ယေရှုကိုလက်ခံနိုင်သည်သို့မဟုတ်ညှင်းပယ်နိုင်ပါれ။သခင်ယေရှုကတပည့်တော်များအား လူများတို့သည်လူသားဖြစ်သောငါကိုအဘယ်သူဖြစ်သည်နည်းကိုဆိုကြသည်မိမြဲလေချိုးကတပည့်တော်များကအဖြေမျိုးမျိုးပေးလျာသခင်ယေရှုပါသင်တို့လည်းငါကိုအဘယ်သူဖြစ်သည်ကိုဆိုကြသည်ကိုမိမြဲလေချိုးကရှင်ပေသူကတမိုင်းဝင်အတီအတီပြုချက်ဖြစ်သည် ကိုရောသည်ခရစ်တော်သည်ဟူသောအသက်ရှင်တော်မူသောဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ရှင်မသက်ခွင့်ကြံခန်းကြီး76အခန်းငယ်73မှ76ကိုဖြေကြားခဲ့ပါသည် ။ဤဒီမှာယုံကြည်မှု၏အထွတ်အထိပ်ဖြစ်ပြီးကြင်ချင်းမျောလင့်သူများအတွက်အရေးပါဆုံးဖြစ်လေ။ထို့ကြောင့်တင်သည်လဲတကယ်ရွှေနှစ်ပတ်သက်လည်းဘာလို့မြင်ဒီကိုစဉ်းစားဆုံးဖြတ်ရမည်ဖြစ်ပါတယ်။ယနေ့အတွက်ဆိုတော့ကျေအရှင်အခရစ်တော်သခင်ယေရှုအသက်ရှင်သောဘုရားသခင်၏သားတော်ဖြစ်ပြီးကိုးကွယ်ပါ၏။အာမင်။ ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါခင်ဗျာနောက်ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ